ဒီကနေ့မှာတော့ထော့ဘက်တီရဲ့ကောင်းကျိုးများနဲ့ထော့ဘက်တီရွေးချယ်ဝယ်ယူတိတ်ဆိတ်နည်းလေးကိုမိစေတို့အတွက်မျှဝေပေးခြင်းပါတယ်ရှင်။ကျမတို့မြန်မာလူမျိုးများကထော့ဘက်တီကို တော်တော်များများကြိုက်ကြပါတယ်။ဆောင်းရသည့်ဇာတိအဖြစ်တန်မိုးထားပြီးတော့စားကြတယ်။ထော့ဘက်ပင်ရဲ့မျိုးရင်းဒေသကတော့မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာဖြစ်ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်းတထောင်ကျော်ကလေးကရှိခဲ့သောအပင်မျိုးစားဖြစ်ပြီးပီရူးနိုင်ငံအမေရိကန်နိုင်ငံတို့သို့မျိုးစေ့ကူစိုက်ခြင်းဖြင့်ကမ္ဘာအနှံပြန့်နှံ့လာတယ်လို့မှတ်သားရပါတယ်။မြန်မာနိုင်ငံမှာတော့ထောပတ်သီးကိုရှမ်းပြည်နယ်၊ကယားပြည်နယ်နဲ့ပြင်ဦးလွင်ဒေသတို့မှာအများဆုံးစိုက်ပျိုးကြပါတယ်။တောင်ကြီးပင်တရရောင်ငံဘက်မှထွက်တဲ့ထောပတ်တီးများကတော့နမဲကြီးဖြစ်ပြီးနိုင်ငံသားတို့တင်ပို့နိုင်တဲ့အထိအရေးသွေးကောင်းမွန်ကြပါတယ်။ထောပတ်ပင်ဟာနှစ်ရှည်ပင်ဖြစ်ပြီးအပင်ကြီးမျိုးစားဖြစ်ပါတယ်။ စဆိုင်ပြီးချိန်၃နှစ်မှစပြီးအတီးတီးပါတယ်။အော်တိုဘာလမှာအတီးများစတင်တီးပြီးတော့ဇန်နဝါရီလမှာအတီးတီးချင်းကိုရပ်ပါတယ်။ထော်ဘက်ပင်ဟာရေလောင်းပေးရတဲ့အပင်ဆိုပေမဲ့ရေမကြိုက်တော့အပင်ဖြစ်ပါတယ်။ရေဝိုးလျင် အပင်တည်တတ်ပါတယ်။ဒါကြောင့်အပင်စိုက်ဖို့ခက်ခဲတဲ့ကြောက်စရစ်မြင်နဲ့တဲရောမြင်များပေါ်ရင်သာစိုက်ပြိုးနိုင်သောအပင်တစ်မျိုးဖြစ်ပါတယ်။ထောပတ်တီဟာမမဲခင်မှာအစိရင်ရောင်ရှိပြီးမှဲ့လာတဲ့အခါအညိုပုတ်ရောင်သို့မဟုတ်အမဲရောင်တန်းလာပါတယ် ။ထောပတိရဲ့မူရင်းရတာဟာစိတ်မီအနှဲငယ်ဤသောအရာသာရှိပါတယ်။ထောပတိကိုကဘာတလောမှာပုံစံမျိုးစုံမြန်စားသုံးနိုင်ပါတယ်။ဖြော်ရည်အတုပ်၊ပူတင်းကိမုတ်၊ရေကိမုတ်ချယ်ဒီစသဖြင့်ပြုလုပ်စားသုံးနိုင်တယ်လို့ဟင်းချက်စားလို့လည်းရပါတယ်။ကျမတို့မြန်မာနိုင်ငံမှာတော့ထောပတိကိုဖြော်ရည်အနေနဲ့အများဆုံးစားသုံးကြပါတယ်။စားနှဲငယ်ထဲ၍တဘာဝအတိုင်းစားသုံးမှာကကျန်းမာရေးအလွန်ညီညွတ်ပါတယ်။ အနောက်နိုင်ငံများတွင်တော့ကျန်းမာရေးမနက်စာဖြင့်ထောပတ်တီကိုခရမ်းကျင်သည်ဆက်လက်ရမယောနစ်များဖြင့်တုတ်တော့အတုတ်ကိုပမှုကြံဖြင့်စားလိရှိကြပါသည်ထောပတ်တီဟာစားသုံးရန်တစ်ခုတည်းအတွက်မဟုတ်ပဲကောင်းလျှော်ရေးဆက်ပြားစသဖြင့်လည်းပြောင်းလဲရော့ဆက်အသုံးပြုနိုင်ပါသေးတယ်။တဘာဝစိုးစေးဖြစ်လဲအသုံးပြုနိုင်ပါတယ်။ထောပတ်တီစေးကိုရင်းနှွေးစုပင်တည်ထားပါကပန်းရောင်ထွက်ပါတယ်။စေးဆိုးကျင်သောအထယ်ကိုထိုထောပတ်စုရေထဲသို့ထည့်ခြင်းအပြင်စေးဆိုးနိုင်ပါတယ်။ ထောက်ပတ်ဒီရွေးချယ်ဝယ်ယူခြင်းနဲ့တိတ်ဆဲခြင်းကိုဆက်လက်ပြီးပြောပြပေးကြပါတယ်။ထောက်ပတ်ဒီကိုကျမအဖွာကတော့နောင်နာဒီလို့ခေါ်ပါတယ်။အဖွာတို့လက်ထက်တုန်းကတော့ရှားပပြီးဈေးကြီးတဲ့အတွက်ကြောင့်ထောက်ပတ်ဒီများကိုကြိုက်လွန်၍ဝယ်စားတိုင်းငါးလုံးတွင်သုံးလုံးလောက်လွတ်ပြရသောကြောင့်ဖြစ်ပါတယ်။အဖွာကငါဝယ်စားတိုင်းနောင်နာရတယ်၊ကြိုက်လွန်လို့တော့လေမဝယ်ဘဲမနေနိုင်ဘူးဟုအမဲပြောလို့ရှိပါတယ်။ ယနေ့ခေတ်လမ်းမဆက်သွယ်ရေးများပုံမကောင်းမွန်လာခြင်းနဲ့အွန်လိုင်းမှာဈေးရောက်ခြင်းများခေတ်စားလာသောခေတ်မှာတော့ရှမ်းပြည်မှာထောပတ်သည် ပြင်ဦးလွင်မှာထောပတ်သည် ကျောက်အရွယ်ခန်းဘေဘီထောပတ်သည်ကျဲကော်တီနီပါကြည်သောတာမော်ထောပတ်သည်စသဖြင့်မိမိစိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ပြီဖြစ်ပါရဲ့ရှင်။ခက်တီကထောပတ်သည်ဟာဝယ်ယူသောဆိုင်တွင်ခွဲခိုင်းရင်ကောင်းတော်လဲအိမ်တွင်အဖဲ့ထားပြီးစားရင်အနည်းနဲ့အများလွှင့်ပြရသည်သာဖြစ်ပါရဲ့။ ထို့ကြောင့်ပင်ထောပတ်တီဝယ်နည်းနဲ့တိမ့်ဆဲနည်းများစွာထဲမှာဈေးရောက်သမားများအသုံးများသောနည်းလမ်းကိုဖော်ပြလိုက်ရပါတယ်။ကျမတို့ထောပတ်တီရွေးချယ်မယ်ဆိုရင် လက်ဆက်မှုရရှိစေရန်နဲ့အရင်မှန်စေရန်အတွက်အညာစိမ့်စိမ့်ထောပတ်တီကိုရွေးချယ်ရန်လိုအပ်ပါတယ်။အတီးမှနေပြီးအညာမဲနေရင်တော့အသားဆက်တောက်မှုရှိပြီးထောပတ်တီအသားမအိနိုင်ပါဘူးရှင်။ ဒါအပြင်အစ်စ်သေးပြီးအသားများသော ထောပတ်တီကိုရရှိစေဖို့ဆိုရင်တော့အတီးရွယ်စားခြင်းတူရင် အလေးချိန်များသောထောပတ်တီကိုရွေးချယ်ရမှာဖြစ်ပါတယ်။ထောပတ်တီကောင်းကောင်းစားခြင်းရင်တော့တိမ့်ဆဲတက်ဖို့လည်းလိုအပ်ပါတယ်။ထောပတ်တီကိုမခွဲခင်အထီးရေးမစိုးအောင်ထားရပါမယ်။တချို့သောအင်ရှင်မများကဝယ်ယူပြီးရင်ဖုန်ကင်းစင်အောင်ဆိုပြီးရေးဆေးကြပါတယ်။ရေးဆေးခြင်းဟာထောပတ်တီကိုမမှဲ့ပဲပုတ်စေပါတယ်ရှင်။ဖုတ်တော့ချင်ရင်တော့အဝေးချောင်းနဲ့သာတုံးရပါမယ်ရှင်။ ။တချို့ကထောပတ်သီးကိုဆန်အိုးထဲထည့်ပြီးတင်ဆက်ကြပါရစေ။ဆန်ကြီးရေငွေးကြောင့်အညာအဆိုးပြန်ပြီးထောပတ်သီးပုတ်တတ်ပါရစေ။အဆိုးရက်များသောနေရာများဥပမာလက်စေးပင်စင်အောက်တွင်သကောများဖြင့်တင်ဆက်ခြင်းတွင်တင်ဆက်၍မရပါဘူးရှင်။ထောပတ်တီကိုတရင်စာဖြင့်တလုံးချင်းပတ်၍လေးလုံးစက်ကူပုံးနဲ့ထည့်သိမ်းခြင်းဟာအကောင်းဆုံးမင်ဖြစ်ပါတယ်။တရင်စာဟာအဆိုရက်ကိုကာကွယ်ပေးသောကြောင့်ဖြစ်ပါတယ်။ထောပတ်တီမှဲ့မမှဲ့နေ့စဉ်ထုတ်ကြည့်ရန်လိုအပ်ပါတယ်။ အမဲလုံလင်းထောပတ်ဒီအသားအတွင်းရှိအမင်များမဲလာပြီးအမင်မှဆ ảy ပြုတ်လာနိုင်ပါတယ်။ထောပတ်ဒီစားခြင်းဖြင့်ကျမ၏အကျိုးကျေးဇူးများစွာရရှိနိုင်ပါတယ်။ကျမတို့လူကြီးမိဘများမှတဆင့်တိမိသည်များလက်လန်းမိဖက်မိသည်များထောပတ်ဒီမှရရှိနိုင်သောကျမ၏အကျိုးကျေးဇူးများကိုဝေငှပေးပါမယ်ရှင်။ထောပတ်ဒီတွင်ဗီတာမင်မျိုးစုံပြင် ပိုတက်ဆီယမ်ဖောလစ်အက်ဆစ်တန်တက်ဇင်းနဲ့အိုမီဂါ3များပါဝင်ပါတယ် ထောက်ပတ်ဒီသားနဲ့အခွန်ကြားမှရှိသောအစိမ်းရင်းအောင်အလွာတွင် ကျန်းမာရေးနှင့်အလှပရေးရာကိုအင်မတန်အကျိုးပြုသောအိုမီဂါ3များစွာပါဝင်နေပါသည်။အိုမီဂါ3ဟာအာဆီအနေနဲ့ဝယ်တောက်ပါကဈေးကြီးသောအာဆီတွေတွင်ပါဝင်ပါသည်။ဒါကြောင့်ထောပတ်တီခွဲပြီးဇွန်ဖြစ်ချစ်လင်တန်မိုးရှိလာသောထိုအစိမ်းရင်းရောင်အိုမီဂါ3လာကိုမလွန့်ပြစ်ပဲစားသုံးရမှာဖြစ်ပါတယ်။ထောပတ်တီဟာနှလုံးမှာရှိသောအဆီဘိုများကိုရောကြစေပါတယ်။ လူများကိုအကျိုးမပြုသောသွေးတင်းရှိကိုလက်စတရောပမာဏကိုလည်းကျစေပြီးအကျိုးပြုကိုလက်စတရောပမာဏကိုတက်စေပါတယ်။အကျိုးမပြုကိုလက်စတရောပမာဏမြင့်သူများအနေနဲ့နေ့စဉ်စားသင့်သောအစာအသောက် ဖြစ်ပါတယ်။ထောက်ပတ်တီပုံမှန်စားသုံးပါကအကျိုးမပြုကိုလက်စတရောတစ်ပတ်လျှင်22ရာခိုင်နှုန်းကျစေနိုင်တယ်လို့ဖတ်ပူပါတယ်။ဒါကြောင့်မင်းထောက်ပတ်တီစားသုံးခြင်းဟာအဝါလုံခြင်းနဲ့နှလုံးရောဂါဖြစ်နိုင်ခြေကိုရှင်းချပေးနိုင်တယ်လို့ယူဆနိုင်ပါတယ်။ ထောက်ပတ်ဒီဟာကိုဝင်ဆောင်မျိုးသမီးများလည်းပုံမှန်စားသုံးသင့်သောအစားအစာဖြစ်ပါတယ်။ folic acid ကျွဲဝါးစွာပါဝင်သောကြောင့်ဓာတ်သားကိုခွန်အားပေးနိုင်တဲ့အပြင်ခန္ဓာကိုယ်ချုပ်ရင်းခြင်းကိုကာကွယ်ပေးနိုင်ပြီးအုန်းနောက်ဖွံ့ဖြိုးမှုကိုလည်းအထောက်အကူပြုပါတယ်။တို့ရရင် နိုးတက်မိခင်များအတွက်မူထောက်ပတ်ဒီဟာမိခင်နိုးရထွက်နှုန်းကိုရောကြစေတယ်လို့သုတေသနတချို့တွင်လည်းဖော်ပြထားပါတယ်။ ထို့ပြင်ထောပတ်သီးမှာအမင်းတက်များစွာပါဝင်သောကြောင့်အစာကြေပြီးဦးလန်းချောင်းကိုရှင်းလင်းစေပါရယ်။ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပြီးဝမ်းမှန်စေပါရယ်။ထောပတ်သီးမှာပါဝင်သောပိုတက်ဆီယမ်ဟာသွေးပေါင်ခြင်းကိုထိန်းညှိပေးတဲ့အတွက်ကြောင့်သွေးလိုခြင်းကိုကာကွယ်ရာတွင်လည်းအထောက်အပံ့ဖြစ်စေပါရယ်။ဓာတ်တိုးဆန်းခြင်းပစ္စည်းများနဲ့အိုမီဂါ3များလည်းပါဝင်တဲ့အတွက်ကြောင့်ရောင်ရမ်းမှုနဲ့အဆင်အပြေရောင်ခြင်းကိုလည်းလျှော့ချပေးနိုင်ပါရယ်။ဓာတ်တိုးဆန်းခြင်းပစ္စည်းများကြောင့်ကင်ဆာဆဲများစတင်ဖြစ်ပွားခြင်းနဲ့ ပြတ်ွားခြင်းကိုထိန်းချုပ်ပေးပါတယ်။ထောပတ်တီမှာပါဝင်တဲ့ဗီတာမင် A, ဗီတာမင် C နဲ့ဗီတာမင် E တို့ကအရေပြားကို ကျန်းမာစေပါတယ်။အရေပြားမှာအနိအပိတ်များထွက်ခြင်းကိုတတ်တာစေပါတယ်။ဝက်ခြံထွက်ခြင်းကိုကာကွယ်ပေးပါတယ်။ထောပတ်တီမှာပါဝင်သော အမြင့်တက်ကအစာခြေဖြတ်အားကြပြီးဗိုက်စာခံသောကြောင့်ထမင်းအစာထိုးစားခြင်းဖြင့်ကိုယ်လေးချိန်လျှော့ချရမှအသုံးဝင်သလိုဗိုက်အစီကိုလျှော့ချပေးနိုင်ပါတယ်။ ို့တော့အစိမ့်အရသာဖြင့်တဘာဝအတိုင်းမစားပဲတို့စီတကြများဖြင့်ရောစားခြင်းဟာဘိုက်အစီကိုမရော့ကြစေပဲကိုလေးချိန်သာတက်လာမှာဖြစ်ပါတယ်။ထောပတ်ဒီကိုစားသုံးခြင်းမဟုတ်ပဲအရေးပြားပြင်ပတွင်အသုံးပြုခြင်းဖြင့်လည်းအလှပရေးရာကိုထောက်ပံ့နိုင်ပါတယ်။ယနေ့ခေတ်မှာတော့ထောပတ်ဒီနဲ့လှုပ်ထားတဲ့မျက်နှာပေါင်းတင်ကပ်ခွာမျက်နှာတင်ဆက်ပြကိုတိုက်ဆက်ပြများကိုအလွယ်တကူဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ အတင်းပြုတ်လုထားသောအရာများကိုအသုံးပြုနိုင်သလို လူကြီးမိဘများထံမှလက်ဆင့်ကမ်းလာသောအိမ်တွင်သုံးနည်းနှံများဖြင့်လည်းမိမိကိုယ်တိုင်ပြုတ်လုရေးမျက်နှာပေါင်တင်နိုင်ပါသည်။ကျမတီးသမျှသောနီးလန်းများမှာမျက်နှာအသားရေဝင်းလက်ချောင်းမွေ့စေရန်အတွက် ထောက်ပတ်သည့်အမဲတချမ်းကို ပြားရည်တစုံရွှေလေးပူနှင့်အနှဲငယ်ရောကျိတ်၍မျက်နှာပေါ်ကပ်ပေးပါ။၆လရေကြက်သိန်းနှင်းဖြင့်ဆေးပေးရပါမည်။ အသားခြောက်ခြင်းကိုကာကွယ်ရန်အတွက်အထက်ပါနီလန်းတွင်ရွေးနေပူအစာဒိငင်အစာတို့အသုံးခြင်းဖြင့်မျက်နှာပေါင်းတင်နိုင်ပါသည်အစီပြန်သောအသားရည်ပိုင်ရှင်များအတွက်ထောပတ်သည့်ငပြောသည့်နှင့်ကျောက်ကာရိုကိုရုံးဝေပြီးပေါင်းတင်နိုင်ပါသည်သမင်သားများနူးညံ့ပျော်ပြောင်းစေဖို့အတွက်လည်းထောပတ်သည့်ကိုတံမြာရည်နှင့်ပြားရည်နှဲငယ်ရောပြီးသမင်ပေါင်းစည်းအနေနဲ့အသုံးပြုနိုင်ပါသေးတယ်ထောပတ်တီဟာအသားသာအသုံးဝင်တာမဟုတ်ပဲအစိလည်းအသုံးဝင်ပါတယ် ။ထောပတ်ဒီဆေးကိုရင်းစင်းအောင်ဆေးပြီးနေလမ်းမှာကနှစ်ရက်လောက်ကြာရင်အပေါ်ရန်အခွန်ကြွတက်လာပါလိမ့်မယ်။ထုံအခွန်ကိုဖယ်ရှားပြီးဆက်လက်၍တန်ကျေးရောင်ထားတဲ့အထိနေလမ်းပြီးအလှပရေးရာအတွက်သုံးပြနိုင်ပါတယ်။ပြင်းမြအားဖြင့်သုံးပြမြအချောက်လမ်းရပါတယ်။အချောက်လမ်းတော့ထောပတ်ဒီဆေးကိုကြောက်ပြင်ပေါ်တွင်တွေးကမျက်နှာပေါ်တွင်လိမ့်ခြင်းအားဖြင့်ဝတ်ထံကြောင့်ကြံခဲ့သောအဆက်အပြောက်များပျောက်ကင်းပြီးအသားချောမွေ့စေကအရေးအကြောင်းများတက်တာစီပါတယ် ထောပတ်ဒီစေကိုပြားရီတန်လွင်စီရောရွေသွေးလိမ့်ပြီးနာယီဝက်ခန့်ကြလင်းမျက်နှာပြန်တစ်ပေးခြင်းဖြင့်မျက်နှာအရေးပြားတင်းရင်စီပြီးတင်းတိတ်များပျောက်ကင်းစေပါတယ်။ထိုများမက ထောပတ်ဒီစေကဖောက်လေပျောက်စေပါတယ်။အချောင်မလှမ်းရသေးသောထောပတ်ဒီစေကိုအမှုန့်ကျ၍ကျက်စုစီထဲမှွေပြီးတရက်လောက်နှစ်ခါဥယျာဉ်ပြားမှလိမ့်ပေးပါ။နာယီဝက်ခန့်ကြရင်ခေါင်းလျှော်ပါကထောပတ်ဒီစေမှအစီရက်များသည့် ဥယျပြားနေသပင်ကိုလှမ်းချုပ်မိသဖြင့်ဘောက်ကင်းစင်တောက်ပြောင်သောစံကေတာကိုရရှိနိုင်ပါသည်အစီပြန်တတ်သောစံကေတာပိုင်ရှင်များအတွက်ပုံမိုး၍အစီထွက်စေသဖြင့်ဤနိလန်းသည်မသင့်တော်ပါဘူးရှင်ဤကုန်းချုပ်အားဖြင့်ဆိုရသောထောပတ်သည်များသည်ယခုလိုစောင်းသူနာရာတိစားဖြစ်သောကြောင့်လူတလောက်ဝယ်ယူနိုင်နေပြီဖြစ်ပါသည်ဇကင်ခေတ်ကလိုဈေးမကြီးတော့ပဲလူတန်းစားမြေစားသုံးနိုင်သောအသည့်ဖြစ်လာပါပြီရှင်ထို့ကြောင့်မင်းကျမရေတွက်တာမကအလှပရေးအတွက်ပါတုံးဝင်သော အဖို့တန်သောထောပတ်တီများကိုစားသုံးခြင်းအသုံးပြုခြင်းဖြင့်ကျန်းမာလှပနိုင်ကြပါစေလို့ဆုတောင်းရင်းဤကုန်းချုပ်လိုက်ပါတယ်။အခုပြောပြပေးသွားတဲ့အကြောင်းအရာလေးတွေကတော့ထောပတ်တီနဲ့ပတ်သက်တဲ့ဘဝတုဒ္ဒအစုံလင်ပဲဖြစ်ပါရဲ့ရှင်။ကျုပ်ရှုပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးထုတင်ရှိပါရဲ့ရှင်။နောက်လည်းအခုလိုဘဝတုဒ္ဒရရှိဖို့ရအကြောင်းအရာလေးများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပေးဖို့ကိုလည်းမေတ္တာရက်ခံကြပါရဲ့ရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်ရှင်။